င်္ဂလာပါခင်ဗျရှန်ကုန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းလက်ရှုမြို့မှာ MNDAA ရဲ့တိုက်ခိုက်သိမ်းပိုက်မှုကြောင့်52နှစ်မြောက်နှစ်ပတ်လည်နေ့အတွက်အကြမ်းဖက်စစ်ကောင်စီရဲ့အရှိန်မြောက်တိုင်းစစ်ဌာနချုပ်ကြီးမရှိတော့ဘဲပျောက်ကွယ်သွားရပြီဆိုပါတယ် မန္တလေးမြို့နယ်မိုက်အနေငယ်သာဝေတော်တဲ့ပသိမ်ကြီးမြို့ကအချက်ဖက်စစ်ကောင်စီရဲ့ခမရ116နဲ့ခမရ116တိုက်ရင်နှစ်ခုကိုတော်လန်ရေးတပ်တွေက short တိုက်တုံး၈လုံးနဲ့တိုက်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလရှုမြို့မှာ MNDAA ရဲ့တိုက်ခိုက်သိမ်းပိုက်မှုကြောင့်52နှစ်မြောက်နှစ်ပတ်လည်နေ့အတွက်အကြံဖက်စစ်ကောင်စီရဲ့အရှိန်မြောက်တိုင်းစစ်ဌာနချုပ်ကြီးမရှိတော့ဘဲပျောက်ကွယ်သွားရပြီဖြစ်တယ်လို့သိရပါတယ် ီကနေ့ဇွန်လ28ရက်နေ့ဟာရှမ်းပြည်နယ်မြောက်ပိုင်းကအရှိမြောက်တိုင်းစစ်ဌာနချုပ်ကြီးရဲ့52နှစ်မြောက်နှစ်ပတ်လည်နေ့လည်းဖြစ်ပါတယ်။အကြံဖက်စစ်ကောင်စီရဲ့ပြောခွင့်ရဇော်မင်းထွန်းကတော့အဲ့ဒီသူတို့ရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ဟာအစင်လာကြီးမားတဲ့စစ်တိုင်းကြီးဖြစ်တဲ့အကြောင်းနဲ့ပြည်ပကုမင်းတန်းကျူကျော်စစ်တွေဘဂပတွေရဲ့ကျူကျော်စစ်တွေကိုအကြိမ်ကြိမ်အောင်နိုင်ခဲ့တယ်ဆိုတဲ့အကြောင်းတွေကိုဇွန်လ26ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲထုတ်ဖော်ပြောဆိုသွားတာပါဒါပေမဲ့အခုလက်ရှိမှာတော့ အဲ့လိုစစ်ကောင်စီကအစင်အလာကြီးမာတယ်ဆိုပြီးသူတို့ကိုသူတို့ဂုံယူပြောဆိုနေတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုဇူလိုင်လ25ရက်နေ့ကပဲ MNDAA ဥဆောင်တဲ့မဟာမိတ်တပ်တွေကတိမ့်ပိုက်ရရှိသွားပြီဖြစ်တဲ့အကြောင်းကို MNDAA ကနေတရားဝင်ထုတ်ပြန်လိုက်သလိုလာရှုံမြို့လွတ်မြောက်ရေးတော်လှန်ရေးလှုပ်ရှားမှုဟာလဲတမိုင်းဝင်အောင်ပွဲတစ်ခုဖြစ်သွားပြီလို့ MNDAA ကနေတရားဝင်ကြေညာခဲ့ပါတယ်ခင်ဗျတစ်ဖက်မှာတော့ မန္တလေးမြို့နယ်မိုက်အနှင်းငယ်သာဝေတော်တဲ့ပတိန်ကြီးမြို့ကအချက်ဖက်စစ်ကောင်းစီရဲ့ခမရ116နဲ့ခမရ119တရေးနှစ်ခုကိုတော်လန်ရေးတပ်တွေက short တိုက်ဒုံရှစ်လုံးနဲ့ပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့စစ်ဘက်သတင်းရင်းမြစ်နဲ့ဒေသခံပြည်သူတွေကပြောပါတယ်။ဇူလိုင်လ26ရက်နေ့ဖြစ်တဲ့မနေ့ကပဲမန္တလေးတိုင်းကပတိန်ကြီးမြို့နယ်မှာရှိတဲ့စစ်ကောင်းစီရဲ့ခမရ116နဲ့ခမရ119တရေးနှစ်ခုကို short တိုက်ဒုံတွေနဲ့ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရှော့တိုက်တုံးပောက်ကွဲတဲ့အတန်တွေကိုဒေသခံပြည်သူတွေလည်းအတိုင်းသားကြားလိုက်ရတယ်လို့ပြည်သူတို့ကပြောထားပါတယ်။တပတ်ကမန္တလေးစစ်ဘက်တရင်ရှိမိကလည်းရှော့တိုက်တုံးနဲ့ပတိန်ကြီးမြို့နယ်အတွင်းကစစ်တပ်တရင်တွေကိုပြစ်ခတ်ခံရတာဟာဟုတ်မှန်တဲ့အကြောင်းအတိပြုထားပြီးအသေးစိတ်အခြေအနေကိုမသိရသေးဘူးလို့ရန်ကုန်ခေတ်တွေကိုပြောထားပါတယ်။လက်ရှိမှာတော့တောင်နဆခွန်စစ်စင်ရင်ကြီးရဲ့ဒုတိယလှိုင်းနဲ့အတူမန္တလေးတိုင်းမှာပါမန္တလေး PDN ရဲ့ညီတော်မဟာမိတ်တပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေပြီး မတရားကစစ်တပ်စခန်းတွေကိုပါတော်လှန်ရေးတပ်တွေကတစ်ခုပြီးတစ်ခုတိုက်ခိုက်သိမ်းပိုက်လာနေတယ်လို့စင်ကူးမြို့ကိုပါသိမ်းပိုက်လာပြီးနောက်မှာပဲစစ်စင်ရဲကြီးရဲ့ထိုးစစ်အရှိန်ဟာမန္တလေးမြို့ကိုပါဥတီလာနေတယ်ဆိုတဲ့သတင်းစကားတွေကြောင့်စစ်ကောင်စီတပ်ကမန္တလေးမြို့မှာပါခန့်စစ်တွေပြင်ဆင်နေတယ်လို့လည်းသိရပါတယ်ခင်ဗျတစ်ဆက်ထဲမှာပဲ မန္တလေးတိုင်းစင်ကူးမြို့ပြမှာရှိတဲ့ရွာသားရွာပြူစော့တီစခန်းကိုတော်လိုင်းတက်တွေကတိုက်ခိုက်သိမ်းပိုက်မှုအတွင်လက်နက်မချတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပြူစော့တီတွေအကုန်သေးကုန်ကြပြီ။ကြံတဲ့သူတွေကထွက်ပြေးသွားကြတယ်လို့ဖန်စီရမိတဲ့သူတို့ချို့လဲရှိထားတယ်လို့ Finnish Wind Drone တပ်ဖွဲ့တာဝန်ခံဘူလတ်ရောင်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဇူလိုင်လ25ရက်နေ့ကပဲစင်ကူးမြို့ပြမှာရှိတဲ့ရွာသားရွာပြူစော့တီစခန်းကိုတော်လိုင်းတက်တွေကနေမြေရှင်းလင်းရေးအတွက်ဝင်ရောက်တိုက်ခိုက်ချိန်မုန်းခဲ့ပြီးစခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်ဆိုပါတယ်။ အဲ့ဒီလိုတိုက်ခိုက်ချိန်မုန်းတဲ့အချိန်ရွာသားရွာပြူစောတိစခန်းကလက်နက်မချတဲ့စစ်ကောင်စီတပ်သားနဲ့ပြူစောတိတွေကတော့အကုန်လုံးသေကုန်ကြပြီကျန်တဲ့သူတွေကထွက်ပြေးသွားကြသလိုလက်နက်တွေနဲ့အတူဖမ်းဆီးရမိတဲ့သူတချို့လည်းရှိတဲ့အပြင်တိုက်ပွဲအတွင်းတော်လိုင်းရဲဘော်နှစ်ဦးလည်းမြင့်မြတ်စွာအသက်ပေးလူသွားရပြီအသေးစိတ်ကိုတော့တဆိုင်ရာတရင်တွေကနေထုတ်ပြန်ပါလိမ့်မယ်လို့ Finnish Wind Drone တပ်ဖွဲ့တာဝန်ခံဗိုလ်လတ်ရောင်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ရန်ကုန်မြို့ကအင်းစိန်ထောင်မှာ အကျန်းဖတ်မင်းအောင်လိုက်မွေးနေ့အဖြစ်ဆိုပြီးနိုင်ငံရေးအကျဉ်းသားတွေပါဝင်အကျဉ်းသူအကျဉ်းသားတွေကိုထောင်အာဏာပိုင်တွေကအိမ်ကပို့တဲ့အစားအစာမစားခိုင်းမဲဖိုးနေတဲ့ဟင်းတွေကိုသာကျွေးတဲ့အတွက်အကျဉ်းသားရကနန်းလောက်ဟာဝမ်ပြက်ဝမ်ရှော့ယောဂါတွေဖြစ်ပွားနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကရန်ကုန်ခေတ္တကိုပြောပါတယ်အကျန်းဖတ်စေကောင်းဆောင်မင်းအောင်လိုက်ရဲ့မွေးနေ့ကအင်းစိန်ကျင်းတော့မှကျင်းသားတွေကိုအိမ်ကပို့တဲ့အစားအစာတွေစားခွင့်မပေးဘဲ ထောင်ကကြွေးတဲ့သိုးနေတဲ့ဟင်းတွေကိုသာစားခိုင်းတဲ့အတွက်နိုင်ငံရေးအကျဉ်းသားတွေပါဝင်အကျဉ်းသူအကျဉ်းသားအယောက်တရာကျော်ဟာဝမ်ပြတ်ဝမ်ရှော့ယောဂါတွေဖြစ်ပွားနေကြပြီးထောင်တွင်းဆေးဝါးကုသမှုလည်းလုံလောက်အောင်မပေးနိုင်တဲ့အတွက်ကူးဆက်ပြန်ပွားမှုတွေလည်းဖြစ်နေတယ်လို့ဆိုပါတယ်ဒီဖြစ်ရတဲ့ပတ်သက်ပြီးအင်းစိန်ထောင်အာနာပိုင်တွေကတည်င်းဖုံးထားတဲ့အပြင်မိသားစုတွေပို့တဲ့အစားအစာတွေကြောင့်ဝမ်ပြတ်ဝမ်ရှော့ဖြစ်တဲ့ပုံစံမျိုးလွှဲချပြီးတော့ပျော့ဆုံးနေုံနဲ့မကပ် မိသားစုတွေပို့တဲ့ထောင်ဝင်းဇာတွေကိုပါကန့်သက်ဓာတ်တွေအထိလှုပ်လာနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားမြတ်ကွန်ရဲ့ PPNM ရဲ့ကိုတိုက်ထွန်းဦးကပြောထားပါလိမ့်မယ်။ဒီတစ်ခါဆက်ချင်တာကတော့ရခိုင်ပြည်နယ်တန်တွဲမြို့ကတထေးချောင်းဆယ်ဟာဆိုရင်ရေမက်အနီရောင်အဆင့်ကိုကျော်လွန်နေတဲ့အတွက်ရေစီးစင်းရလမ်းကြောင်းမှာရှိတဲ့ကြေးရွာတွေအနေနဲ့အ мян ဆုံးရွှေပြောင်းပေးကြဖို့အရခတ်တတော် AA ကအရေးပေါ်သတိပေးချက်ထုတ်ပြန်ထားပါတယ်။အခုရပိုင်းအတွင်း ရခိုင်ပြည်နယ်ပါဝင်မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာအဆက်မပြတ်မိုးတီးထန်စွာရွာသွန်းနေတဲ့အတွက်မိုးရင်ချင်းရေအမှတ်တွေဟာစိုးရင်ရတဲ့အခြေအနေတွေအထိရောက်လာနေတယ်ဆိုပါတယ်လက်ရှိမှာတော့ရခိုင်ပြည်နယ်တန်တွဲမြို့မှာရှိတဲ့တထေးချောင်းဆယ်ဟာစိုးရင်ရေအမှတ်အနီရောင်အဆင့်ကိုကျော်လွန်နေတဲ့အတွက်ရေစီးဆင်းရာတန်တွဲမြို့နယ်တဝိုက်ကကြေးရွာတွေအနေနဲ့အမြန်ဆုံးရွှေပြောင်းကြဖို့အပြင်ဒေသခံပြည်သူတွေအနေနဲ့ကယ်ဆယ်ရေးလှုပ်ပေးမဲ့ဝန်ထမ်းတွေနဲ့အတူပူးပေါင်းဆောင်ရွက်ပေးကြဖို့ကိုလည်းအာရခတတော် AA ကအသိပေးချက်ထုတ်ပြန်ထားပါတယ် အလားတူကရင်ပြည်နယ်ကမြောက်ရီမြို့နယ်ဘက်မှာလေဇူလိုင်လ25ရက်နေ့ကစပြီးရေကြီးရေရှမ်းမှုတွေဖြစ်ပွားနေရမှာဒီကနေ့ဇူလိုင်လ28ရက်နေ့အထိရေတွေကပြန်မကျပဲတဖြည်းဖြည်းမြင့်တက်လာနေတယ်လို့ဒေသခံတွေကပြောထားပြီးတချို့အနေမိုင်းနေအိမ်တွေဆိုရေမြုပ်တဲ့အထိဖြစ်နေတဲ့အပြင်ကဲဆဲရေတွေပါလှုပ်ဆောင်နေရသလိုပိတ်မိနေတဲ့ပြည်သူတွေကိုဘေးလွရာရွှေ့ပြောင်းပေးနေရတယ်လို့လည်းကဲဆဲရေးသမားတို့ကပြောထားပါလိမ့်ခင်ဗျတဖက်မှာတော့အချင်းဖက်စစ်ကောက်စီက သူလောက်ခံဝန်တန်းတွေနဲ့အငိမ့်စားတွေအလုံးကိုလစာ3000စီတိုးမြင့်ပေးမယ်ဆိုပြီးထုတ်ပြန်လိုက်မှုကြောင့်ပြည်တွင်းမှာရွှေနဲ့ဒေါ်လာဈေးတွေထပ်မံမြင့်တက်သွားပြီးအမေရိကန်ဒေါ်လာကိုငွေကျပ်9100ဝန်းကျင်အထိဖြစ်သွားတဲ့အပြင်အခောက်ရွှေတစ်ချပ်သားကိုငွေကျပ်62သိန်းကျော်သွားပြီလို့ရွှေကုန်တယ်နဲ့ဒေါ်လာလက်ကြီးတိုင်တဦးကပြောထားပါတယ်အကြံဖတ်စစ်ကောင်စီကသူလောက်ခံဝန်တန်းတွေနဲ့အငိမ့်စားတွေကိုလစာ3000စီတိုးမြင့်ပေးမယ်ဆိုပြီးဇော်လန်26ရက်နေ့ဖြစ်တဲ့မနေ့ကပဲထုတ်ပြန်ကြေညာခဲ့တာပါအဲ့ဒီလို့ စကောင်စီကကြေညာပြီးတဲ့နောက်မှာပဲရွှေနဲ့ဒေါ်လာဈေးကွက်မှာလှုပ်ခတ်မှုတွေဖြစ်လာပြီးဈေးနှုန်းတွေထပ်မံမြင့်တက်သွားသလိုလက်ရှိပြည်တွင်းမှာအမေရိကန်ဒေါ်လာကိုငွေကျပ်9100ကျော်သွားပြီးအဝယ်တွေသာအယံများနေတယ်လို့ရန်ကုန်အခြေစိုက်နိုင်ငံခြားငွေလဲတိုင်တအုပ်ကရှင်းပြထားပါတယ်အလားတူတစ်ဖက်ကရွှေဈေးကွက်မှာလည်းအခောက်ရွှေတစ်ကြက်သားကိုငွေကျပ်62သိန်းကျော်တဲ့အထိဈေးနှုန်းမြင့်တက်သွားပြီးရွှေဈေးကွက်မှာလည်းဝယ်မဲ့သူသာများနေတယ်လို့ရွှေကုန်တဲ့တအုပ်ကပြောထားပါတယ်ခင်ဗျ ဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ